တယောက်ယောက်ကတင်းကိုထားခဲ့ရင်ဝမ်းမနေပါနဲ့တင်းရှောင်းမဲ့လမ်းမှာသူလိုက်မလာခြင်းလို့ဖြစ်နိုင်တယ်လို့သူသွားမဲ့လမ်းမှာလည်းတင်းကိုခေါ်မသွားခြင်းလို့ဖြစ်နိုင်ပါတယ်ဘယ်ခီးကိုမှသူသူသွားရမယ်လို့မတတ်မှတ်ထားတယ်လို့ဘယ်သူလိုက်လိုက်မလိုက်လိုက်တင်းကတော့သွားနေရအောင်မှာပဲမဟုတ်လားတင်းပါတီဖြစ်စီမပါတီဖြစ်စီသူလည်းပဲသူ့ရဲ့လမ်းကိုသူဆက်ပြီးတော့ရှောင်းနေရအောင်မှာပါပဲ ငငယ်တုန်းကတွေးခဲ့ဘူးတယ်ဖဖေနဲ့အမြဲနေမယ်မမေနဲ့အမြဲနေမယ်ဒီမိသားစုနဲ့တသက်လုံးမခွဲမခွာပဲအမြဲနေမယ်လို့တွေးခဲ့ဘူးတယ်တကယ်တော့ဦးဇင်းတို့ကကံဆောင်ကြလို့တန်တရာယထာဘုံမှာခဏတာလာဆောင်ကြတာကို တဘွားစာတသက်လုံးစာလို့ထင်ခဲ့ကြတာပါ ကိုရင်ဆင်းသွားတဲ့အခါသတို့ပါလိုက်လာခဲလို့ခေါ်ပေမဲ့လည်း သလိုမလိုက်နိုင်ခဲ့သလိုကိုရင်ဆင်းသွားတဲ့အလှဲ့ကြတော့လေကိုမလိုက်နိုင်ခဲ့ကြတာတစ်ခုကတော့သူတို့လည်းမတည်မချင်းသူတို့ရွေးထားတဲ့လမ်းကိုရှောက်နေရတာဖြစ်ပြီးတော့ကိုလည်းပဲကိုရွေးချယ်ထားတဲ့လမ်းကိုရှောက်ရင်းနဲ့လမ်းမှာခဏတာတွေးဆုံကြတာပဲဖြစ်ပါတယ်တွေးတဲ့အချိန်ခဏလေးမှာချစ်ကြတန်ရောစင်ဖြစ်ကြမုန်းကြဆဲကြဆူကြအချိန်စီးရင်တော့ကိုလမ်းကိုကိုရှောက်ကြရအောင်မှာပဲမဟုတ်လား ခဏခဏလူတစ်တွေနဲ့ထက်တွေ့ပြီးခဏခဏခွဲရပြန်လေခဏခဏပျော်ရွှင်ရပြီးနောက်ခဏခဏငိုရင်းနဲ့လမ်းခွဲကြရပြန်တယ်ခဏခဏလွန်မိသလိုတခါတလေတော့လည်းနာကျင်ရပြန်တယ်ဒါကြောင့်သင်ဘဝအထဲကိုလူတစ်တွေဝင်လာလို့ရှိသူတို့ပြန်ထွက်သွားမဲ့အချိန်ကိုပါကြိုတင်ပြီးတော့တွေးထားပါကိုထားခဲ့ရမဲ့အချိန်ကိုပြင်ဆင်ပြီးသူတို့ထားခဲ့ရင်လေကိုဘလို့ဆက်ပြီးတော့ ရှင်တန်ရမလဲဆိုတာကိုကြိုတင်ပြင်ဆင်ပြီးတော့တွေးထားပါသူတို့လာနေတုန်းတတ်နိုင်တဲ့လောက်အဲဝတ်ကြည့်အောင်調査ပါသူတို့မရှိတော့ရင်လည်းပဲတင်နေတတ်အောင်ပြင်ဆင်ထားပါ အပြုံးနေတောင်ခဏပဲခံရင်အမုန်းတွေကိုအကြာကြီးမွေးမထားပါနဲ့အလွမ်းတွေကိုရာသမခံချင်ပါနဲ့အညိုတေးတွေကိုအယောင်မတင်ပါနဲ့ဦးဇင်းတို့ရဲ့ဘဝနဲ့ဦးဇင်းတို့ရဲ့နှလုံးသားတွေမှာအကြာကြီး ရှိနေမှာမသေးချတဲ့သူတွေနဲ့အကြာကြီးဖြစ်နေမှာမဟုတ်တဲ့ကိစ္စတွေကိုထည့်ပြီးတော့တော့ခတ်မထားပါနဲ့ခဏလာပြီးခဏပြန်ထွက်မဲ့ဘသူကိုမဆိုအတင်းကျပ်စုတ်ကိုင်မထားပါနဲ့မသွားပါနဲ့လို့မတားပါနဲ့ဝင်လာပါစီပြန်သွားချင်းလဲသွားပါစီ လာနေတုံးလေးမှာ ပြုံးနေပြီးတော့ပြန်ထက်သွားရင်လဲမငိုပဲကြုံထားနိုင်အောင်ကြိုးစားပါအားလုံးနှလုံးစိတ်ဝမ်းရေးချမ်းကြပါစီ ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဓမ္မတုဒ္ဒရှင်တွေမှာအသိပညာဘုဒ္ဓတရားပေါ်ရာတရားတော်များကိုရှားခွေပြီးနှဝေပေးနေခြင်းဖြစ်ပါတယ်ဘုံဘုံကို အခုငလျင်ဘေးကြီးမှာ အသေးဆုံးသွားကြတဲ့အဲကြံရိုက်ခဲ့တဲ့မိသားစုတွေကပြန်ပြီးတော့မှမဖြေနိုင်လို့တောင်းဆိုထားတာတွေခြားနာပြီးတော့မှတည်သွားတာတွေယောဂနှိမ့်ဆက်လို့တည်သွားတာတွေစေဘေးစစ်တာကြောင့်တည်သွားတာတွေပေါ့အဲ့ဒီမိသားစုဝင်တွေကဘုံဘုံကိုလာရောက်ပြီးတော့မှတောင်းဆိုထားတာလေးတွေရှိပါတယ် ဘုံဖေရတဲ့တပည့်တော်တို့မဖြေနိုင်လို့တရားလေးတပုတ်ဟောပေးပါလို့လာရောက်ပြီးတော့မှရှောက်ထားတယ်အဲ့တော့မဖြေနိုင်ဘူးဆိုတာကဘာလို့မဖြေနိုင်တာလဲဆိုရင်အဲဘုံဘုံတို့မှာဒါအမြဲတမ်းပွားများထားတဲ့မရဏနှုတ်တတိဆိုတဲ့တရားမရှိလို့ဖြစ်ပါတယ်မရဏနှုတ်တတိဆိုတာကပြည့်ခြင်းတရားကို အမြဲတမ်းဆင်ခြင်အောင်းမေ့ပွားများနေရမယ်တဲ့အခုငလျင်ဘေးကြီးမှာဘုံဘုံကြီးဥစေကိန္ဒာကအဲဒီ ကြံရခဲ့တဲ့တကာတကာမတွေအသက်ရှင်ကြံနေတော့ဝမ်းသာအားရနေပေါ့လေဟာမတည်သီးဘူးနော်မတည်သီးဘူးနော်လို့ပြောတယ်အဲ့တော့တချို့ပုံကိုတွေကဟာဆရာတော်ကြီးကဘာစကားတွေပြောနေတာလဲစကားလုံးတွေကလည်းကြမ်းလိုက်တာဒီလိုပြောเสียလားလို့အဲဝေဖန်ဆဲရတဲ့ပုံကိုတွေလည်းပဲတွေ့ရပါတယ်အမကတော့ဆရာတော်ကြီးပြောတာမှန်တယ်ဖမိုးတို့ငွေချင်း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 တွေ့ပြီဆိုရင်ဖမိုးတို့ကစိတ်မဆိုးဟာမတည်သေးဘူးနော် အင်မတီသေးဘူးလေဟာမတီလို့ပြန်တွေ့တာပေါ့အဲ့လိုပြောလိုက်တော့ကိုကဘာဖြစ်သွားလဲဩဟုတ်သားပဲငါတေးရဥမာပဲဆိုတာလေးကိုအတွေ့တစ်ခုရသွားတယ်ဗျာဒါမှမဟုတ်လို့လူတိုင်းကိုတော့သွားပြောလို့မရဘူးပေါ့အဲပါရမီနှုတဲ့လူနဲ့ပါရမီရင့်တဲ့လူနဲ့တော့မတူဘူးဖြစ်ပါတယ်အဲ့တော့ပါရမီရင့်တဲ့သူဆိုတာအမြဲတမ်းတည်ခြင်းတရားကိုဆင်ခြင်နေတယ်ပွားများနေတယ်ဆိုရင်တော့အဲ့ဒီပုံကိုလွတ်လွတ်လပ်လပ်ပြောလို့ရတယ် အဲပါရမီနှုတ်တဲ့ပုံကိုယ်တွေကိုသွားပြောမယ်ဆိုရင်ဟာဘာကြီးလဲဘာစကားလဲနမိတ်မရှိနမမရှိဆိုတဲ့ပုံစံမျိုးတွေအဲ့လိုမျိုးအထင်ခံရတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားအလောင်းပေါ့ပုံနာကြီးဘုရားပြည့်စင်တော့ကမိသားစုဝင်အဲဒီကဘုရားအလောင်းရဲ့အဲဘုရားအလောင်းရဲ့ဇနီးရဲ့သားတစ်ယောက်ရဲ့သမီးတစ်ယောက်ရဲ့ချွေးမရဲ့ကျွန်းမရဲ့၆ယောက်ရှိတယ်ပေါ့လေအဲ့မှာဘုရားအလောင်းပုံနာကြီးက လေထွန်ပြီးတော့လေယာကိုင်းကျွန်းလုပ်ပြီးတော့မှ အသက်မွေးရတယ်ပေါ့အဲ့တရက်မှာအဲဘုရားလောင်းကြီးကလေထွန်သွားမယ်ဆိုပြီးတော့တောထဲကိုထွက်သွားပါတယ်တောထဲရောက်တဲ့အခါမှာသူ့ရဲ့အသားကတောင်ပေါ်ထဲကထွက်လာတဲ့မွေကိုက်ပြီးတော့မှတေးရော့အေးစေးစေးပဲသူ့သားတေးတာဘာမှမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့တွေဟာနေ့စဉ်နေ့တိုင်းငါတီးမုတ်ချတေးရအချိန်ပိုင်းတာလို့တော့တည် တေခြင်းကမြဲတယ်ရှင်ခြင်းကမမြဲဘူးဆိုတဲ့ပရဏာနုဒတိကိုအမြဲတမ်းဆင်ခြင်းပွားများနေတာဖြစ်တဲ့အတွက်ဘာတုံလို့မှုမှမရှိဘူးတဲ့အဲ့ဒီလေနောက်ကိုဖြတ်သွားတယ်အိန္ဒိနာချင်းတယောက်ကိုမာလိုက်တယ်တငယ်ချင်းရေတဲ့ဒီနေ့ထမင်းပို့မယ်ဆိုရင်တဲ့တယောက်စာပဲပို့ပါတဲ့အဲ့လိုမာလိုက်တယ်ဘိုးသူကလည်းသွားပြောတယ်ပို့အာပုံနာကြီးကမာလိုက်တယ်ဒီနေ့ထမင်းပို့မယ်ဆိုရင်တယောက်စာပဲပို့ခဲ့ပါလို့မာလိုက်တယ်အဲ့တော့အိမ်ကနေလည်းတီးပြီ အာတိကြပြီတယောက်ယောက်ကတော့ဆုံးသွားပြီလုံးဝတုံလုံချင်းကိုကျွေးခြင်းလုံးဝမရှိပါဘူးလူအထူးဆန်းနေနော်ဒါနဲ့ပဲဓမင်းတယောက်စာကြိုက်နဲ့ထည့်ပြီးတော့မှယူလာတယ်ပေါ့ဗျာယူလာပြီးတော့အဲကျွန်မကလည်းပဲအဲလူတယောက်တီးပြီးဆိုတာတီးတဲ့အတွက်မိသားစုဝင်တွေကခေါ်ချလာတယ်လေတော့ရောက်တော့ပုံသားကြီးကိုဓမင်းကျွေးတယ်ပေါ့သူ့ရဲ့သားအလောင်းဘေးမှာပဲ အေးအေးဆေးဆေးပုံမှန်ပဲစားတယ်လို့ပဲစားနေရတဲ့နော်ထူးဆန်းတာတခုဟာနော်အဲ့တခြားလူဆိုရင်ဘလို့ဘလို့ဘလို့နေမလဲနော်အမီးပုံရမ်းကြတယ်လို့ပေါ့ကွဲထွက်နေမှာပေါ့နော်အခုဘုရားအလောင်းကသူ့ရဲ့ตาရဲ့အလောင်းရဲ့ပေးမှာအေးအေးဆေးဆေးပဲထမင်းထိုင်စားနေတယ်ပြီးကြတော့တကယ်ကယ်တော်တဲ့ကထင်းကြောက်တွေရှာကြဟေးမိရှို့ကြရအောင်ဆိုတော်တဲ့ကထင်းကြောက်တွေရှာအေးအေးဆေးဆေးမိရှို့တယ်လို့ပဲရှို့လိုက်တယ် ပုံနာကြီးကလည်းမငိုဘူး။သူ့ရဲ့ဇနီးကလည်းမငိုဘူး။သူ့ချွေးမကလည်းမငိုဘူး။ကျွန်မကလည်းမငို။အားလုံးကအေးဆေး။အဲ့တော့တရားမင်းကြီးကမနေနိုင်ဘူးဗျာ။ဟာဒီလူတွေဘာဖြစ်လို့မငိုကြတာလဲ။ဒီကိစ္စကငိုရမယ့်အရာကြီးဖြစ်တယ်။ငါတိကျင်လိုက်တာ။ငါသွားမေးအောင်မယ်ဆိုပြီးတရားမင်းကြီးကသွားမေးတယ်ဗျာ။ခရီးသွားဟန်ဆောင်ပြီးတော့ပေါ့လေ။ဟာပုံနာကြီးတဲ့။ခမည်းသားတိသွားတာ။ ဘာဖြစ်လို့မငိုတာလဲခမရသားအရင်မဟုတ်လို့လားဟုတ်ပါတယ်ဗျာကျွန်တော်တို့သားအရင်မှာဟာအမေကြီးခမရသားအရင်မဟုတ်လို့လားဟုတ်ပါတယ်ကျမသားပါကျမအကိုတိုင်ကိုလလွယ်ဆဲလခွာထားတဲ့သားလေးပါဘာလို့မငိုကြတာလဲဘာလို့မငိုတာလဲလို့ပုံနာကြီးကိုစမေးပါတယ်ပုံနာကြီးကဩဦးလေးကြီးရဲ့တဲ့ဘာလို့မငိုတာလဲလို့ဆိုတော့တဲ့ဒီသားဟာတဲ့อืมဘာနဲ့တူလဲလို့ဆိုရင် ။မွေကနေပြီးတော့အရေဟောင်းကိုစွန့်သွားတယ်လို့ပဲ။သူလဲဘဝဟောင်းကိုစွန့်ပြီးတော့ဘဝတက်ကိုပူသွားတာ။ဘာငိုစရာရှိတယ်လဲ။ဟာအမေကြီးခမရကောဘာလို့မငိုတာလဲ။ဩဒီငါသားလေးဟာတဲ့။ငါတို့ဘဝတဲ့ကိုငါတို့မိသားစုတဲ့ကိုလာတော့ငါလာပါအောင်မယ်လို့ခွင့်တောင်းပြီးတော့မှလာခဲ့တာမဟုတ်တလို့။ထန်သွားတော့လဲပဲငါတို့ကိုခွင့်တောင်းပြီးတော့မှ ပြန်သွားတာလည်းမဟုတ်ဘူး။သူ့ဘာသာသူလာတယ်။သူ့ဘာသာသူပြန်သွားတယ်။ဘာငိုစရာရှိလဲ။ အဲ့တော့ညီမလေးကိုပြန်မေးတယ်။ဟဲ့ညီမလေးလုတ်တဲ့သူကနေရာရောမငိုဘူးလား။ဘာလို့ငိုမှလဲတဲ့။ငိုတော့လဲသူ့အတွက်နဲ့ငိုပြီးတော့စိတ်ဆင်းရဲကိုဆင်းရဲနဲ့ငိုတော့သူလည်းပဲကျမတို့ငိုတာတွေကိုကြားနိုင်မှာမဟုတ်ဘူး။ကျမတို့ပဲပိန်ပြီးတော့စိတ်ဆင်းရဲုံရှိရပဲ။ငိုပါဘူးတဲ့။ဟာဒါဆိုရင်ဒီကောင်လေးရဲ့မိမဖြစ်တဲ့သူရောငိုဘူးလား။ငိုပါဘူးတဲ့။ အဲဘာဖြစ်လို့မကိုတာလဲလို့မေးကြည့်တဲ့အခါမှာ"အော်ဘာနဲ့တူလဲလို့ဆိုရင်"တဲ့"အိုးကောင်းကင်ကလှမင်းကြီးကိုရကျင်ပါတယ်လို့ပူဇော်နေတဲ့ကလေးလိုပဲပေါ့ဒီကောင်းကင်ကလှမင်းကြီးဆိုတာမရနိုင်ဘူးလေအဲ့တော့ကျမလည်းပဲကျမလင်သားဟာတည်သွားပြီးပြန်မရနိုင်တော့ဘူးကွဲသွားတဲ့အိုးဟာပြန်ဆက်ပြီးတော့အကောင်းပကတိမဖြစ်နိုင်တယ်လို့ပဲကျမလည်းပဲဒါကြောင့်မို့မကိုတာပါအဲ့တော့ဒီမိသားစုဟာကိုယ့်ရဲ့အရင်အချာဖြစ်တာအရင်အကိုအရင် ယောက်ျားဖြစ်သူတည်သွားတာတောင်မှမတုံမလို့အေးအေးစည်စည်တီတီငိမ့်ငိမ့်နဲ့နေနိုင်ကြတာဘာဖြစ်လို့လဲမရဏနှုတ်တတိဆိုတဲ့တရားကိုပွားများလို့ဖြစ်ပါတယ်မရဏနှုတ်တတိဆိုတာတည်ခြင်းတရားကိုအမြဲတမ်းအဖန်ဖန်တလဲလဲစင်ကျင်ပွားများနေတာအိုးငါတရားဥမ္မာပါလားအချိန်ပိုင်းတာလို့တော့လေတရားဥမ္မာပါလားဆိုတဲ့အတိကိုတတိကထားကြရမှာဖြစ်ပါတယ်ဒါဆိုရင်မတုံလို့ဘူး ဒါကြောင့်ဗို့ဘုံဘုံကိုတရားတောင်းဆိုလာတဲ့ပုံကိုတွေလည်းပဲတည်သွားတဲ့ပုံကိုတွေအတွက်အယံကြီးလည်းပဲစိုးရိမ်မနေပါနဲ့အယံကြီးလည်းပူဆွေးငိုကြွေးမနေပါနဲ့ဘာဖြစ်လို့လဲဆိုတော့ငိုကြွေးနေလို့လည်းပဲခဏနေကပြောသလိုသူလည်းပဲကိုငိုတာကိုကြားနိုင်မှာမဟုတ်ဘူးအဲ့တော့သူ့အတွက်နဲ့ငိုရင်ကိုပဲစိတ်ဆင်းရဲကိုဆင်းရဲနဲ့ခန္ဓာကိုအကျုံကျုံကြပြီးတော့အကျမကြီးမကောင်းဖြစ်ုံပဲရှိတာပဲ။ဒါကြောင့်မို့သူ့အတွက်လှုပ်ပေးနိုင်သလားလှုပ်ပေးပါ သူ့အတွက်အကောင်းဆုံးဘာဖြစ်နိုင်မလဲကုသိုလ်ကောင်းမှုတွေလို့အမြတ်တမ်းတွေပေးဝေပေးပါအဲကြောင့်ကိုအသက်ရှင်နေစဉ်အတွင်းမှာကိုကိုကိုယ်တိုင်အနေနဲ့ဘယ်ချိန်ဘယ်ကာလဘယ်နေရာဘယ်ဒေသဘယ်ယောဂာနဲ့တရားမှမသိတာဖြစ်တဲ့အတွက်အဲကိုချစ်တဲ့သူတွေကတော့ကိုရဲ့ရှိကနေရှင်လေးရဲ့လည်းပဲထွက်သွားမှာပဲတီလေးရဲ့လည်းပဲထွက်သွားမှာပဲ ရှင်ချင်းနဲ့လည်းခွဲသွားမယ်တည်ချင်းနဲ့လည်းပဲခွဲသွားမယ်အဲ့လိုခွဲခွာကြရတဲ့အခါမှာကိုယ့်အနေနဲ့မတုံမလုံအေးအေးမြန်းမြန်းတည်တည်ငြိမ်ငြိမ်အင်္ဂရိယရနေနိုင်မို့ဆိုရင်ဗရဏနှုတ်သက်တီကိုအစဉ်ချင်းပွားများထားရမှာဖြစ်ပါတယ်အကြောင်းအားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစီခင်ဗျာဖုံဖုံကိုတရားဟောဖို့အတွက်တောင်းဆိုလာတာဖြစ်ပါတယ်ကြည်လိုက်တဲ့အခါမှာငငယ်ရွယ်ရွယ်နဲ့ကျွေလွင့်သွားကြတဲ့ ညီငယ်ညီမငယ်လေးတွေဖြစ်ပါတယ်။အရာလေးတွေကြည့်တော့အစိတ်မကောင်းပါဘူး။တောင်းတဲ့ပုဂ္ဂိုလ်ကလည်းသူတို့အတွက်မဖြေနိုင်လို့တရားလေးနာကျင်ပါတယ်လို့ဘုံဘုံရှိမှ တောင်းဆိုလာတာဖြစ်ပါတယ်။အဲ့တော့ဗျာလောကကြီးမှာမမြဲတဲ့လောကကြီးမှာနေကြရတဲ့အခါမှာအကုန်လုံးဟာတနေကြရင်တော့ခွဲကြရမှာတဟာဓမ္မတာပါပဲ။ဒါကတော့ကအယူတယောက်ဟာ ရေကန်ဘေးမှာထိုင်နေတော့တောဘဲအုတ်ကြီးတဟုတ်ဟာအဲ့ဒီရေကန်ဘေးမှာကြာလာပါတယ်ကြာလာတဲ့ခါကျတော့ဒီအယူဟာလေဒီတောဘဲအုတ်ကြီးကိုသူ့ဘဲအုတ်ပဲလို့သူ့စိတ်ထဲမှာချင်မှတ်နေတယ်အဲ့လိုစိတ်ကိုရင်လို့ကောင်းနေတော့မှာပဲအဲ့ဒီတောဘဲအုတ်ကြီးဟာအချိန်တန်တော့ညနေမိုးချုပ်တော့အိတ်တန်းစီကိုပြန်သွားပါလေပြန်သွားတဲ့အခါမှာဒီအယူဟာလေဖြေမစီနိုင်ဘူးအကျိတ်မနိုင်ခဲမရတွေဖြစ်ပြီးတော့ ငါဘဲတွေငါဘဲတွေငါစီကိုပြန်လာခဲ့ပါငါစီကိုပြန်လာခဲ့ပါလို့တစားစားអော်ရင်းနဲ့နောက်ကနေဒုတ်တချောင်းကိုက်ပြီးတော့တော်တဲ့ကိုလိုက်သွားပါတယ်အဲ့တော့တကယ်တမ်းစိတ်မှန်တဲ့သူစိတ်ကောင်းရှိတဲ့သူမယူဘူးဆိုရင်တော့ဩဒါတွေဟာတော်တဲ့ကလာတဲ့တော်ပဲတွေပဲအချိန်တိုင်းရင်သူ့နေရာနဲ့သူပြန်သွားမှာပဲလို့သဘောပေါက်မှာပဲဒါမှမဟုတ်သူကယူနေတာဖြစ်တဲ့အတွက်အဲ့ဒီလိုသဘောမပေါက်နိုင်ပါဘူးကြိတ်မနိုင်ခဲမဲ့ရဖြစ်နေပါတယ် ကြကြပါတော့လေအဲ့တော့ဘုံဘုံတို့တွေမမြဲတဲ့လောကကြီးထဲမှာနေကြရတဲ့အခါမှာအကုန်လုံးကလည်းပဲငါအပိုင်းလို့တွက်ထားကြတယ်ငါသားငါသမီးငါဇနီးငါလည်းလို့ဒီလိုငါပိုင်နဲ့တွက်ထားကြတဲ့အခါမှာတကယ်တမ်းဒီငါပိုင်ပါတယ်ဆိုတဲ့သားတဲ့သမီးတွေဇနီးတွေခင်မွန်းနေနဲ့ခွဲခွာကြရပြီဆိုတော့ဘလို့မှဖြေမစီနိုင်ဖြစ်ကြပါလေပြောချင်တာက ဒါလေးကိုတည်ထားရမှာဖြစ်ပါတယ်အဲ့တော့ဒီသားဒီသမီးဒီဇနီဒီခမုန်းကိုမပြောပါနဲ့ကိုယ်ခန္ဓာကိုယ်တောင်ကိုမပိုင်တဲ့ကိစ္စဘယ်သူကိုပိုင်ရမှာလဲပေါ့အဲကြောင့်မို့အားလုံးဟာ အချိန်တန်ရင် သူ့နေရာနဲ့သူ ပြန်သွားကြမှာပဲအချိန်မတန်လေးလို့ခဏလေးတွေးဆုံကြရတာဖြစ်ပါတယ်အဲ့တော့တွေးဆုံကြရတဲ့အခိုက်အတန့်လေးမှာတယောက်နဲ့တယောက်တဦးနဲ့တဦးဘယ်လိုဖေးမှကူညီပြီးတော့ကောင်းမွန်ကုသိုလ်တွေပြုကြမလဲ ဒါပဲတွေးရမှာဖြစ်ပါတယ်တစ်ချိန်ကြာရင်တော့ကိုလည်းပဲဒီလမ်းကိုသွားရမှာပဲနောက်ပြီးကြတော့ကိုပိုင်ပါတယ်လို့တွေးထားတဲ့ဒီဇနီးတွေဒီခမွန်းတွေဒီသားတွေဒီမယားတွေအကုန်လုံးကလည်းပဲအချိန်တန်ရင် သူ့နေရာနဲ့သူပြန်သွားကြမှာပဲမပြန်ခင်နေ့မှာအကောင်းဆုံးအနေနဲ့ဘယ်လိုလက်တွဲပြီးတော့ဘယ်လိုကုသိုလ်ကောင်းမှုတွေကိုပြုကြမလဲလို့တွေးကြရမှာဖြစ်ပါတယ်အဲကြောင့်မို့မမြဲတဲ့လောကကြီးဘာကိုမှမပိုင်တဲ့လောကကြီးလို့ သဘောပေါက်ပြီးတော့မှအားလုံးပဲဖြည့်စီနိုင်ကြပါစေအားလုံးပဲကိုယ်စိတ်နဲ့ဗျာစမ်းမချမ်းသာ၍နှလုံးစိတ်ဝအေးချမ်းကြပါစေဗျာနန္ဒီဒုက္ခတမူလံတဲ့နန္ဒီလူချင်းတက်မှတ်တဲ့တဏှာရာကဟာဒုက္ခတဒုက္ခအားလုံးရဲ့မူလံအကြောင်းအရင်းပဲမမြဲတဲ့အရာမှန်သမျှကို မြဲမဲ့ထင်ပြီးတော့ဆွဲထားမိသည်များကာလပတ်လုံးပူလောင်နေကြရအောင်ပါပဲကိုတံမိုးထားရတဲ့လူတွေကိုတက်မှတ်တဲ့လူတွေကိုရဲ့လိုချင်တက်မှတ်တဲ့လောဘစိတ်တွေကိုရဲ့မျက်နှိုးတဲ့စိတ်တွေတစုံတစ်ယောက်ကိုတစုံတစ်ခုကိုပိုင်ဆိုင်ခြင်းနဲ့စိတ်တွေကြောင်းကိုယ့်အပေါ်ကိုပြန်လည်ပြီးတော့ကောင်းလာမှာပဲပြန်လည်ပြီးတော့ တံပိုးထားတတ်လာမှာပဲမေတ္တာထားလာမှာပဲလို့မျော်လင့်ခဲ့မိတဲ့အဲ့ဒီမျော်လင့်ချက်တွေကြောင့်ပဲဆင်းရဲဒုက္ခတွေဖြစ်ခဲ့ကြရတာပူလောင်သောကတွေဖြစ်ခဲ့ကြရတာဒါကြောင့်တမတ်တဲ့စိတ်တွေလောဘစိတ်တွေတံပိုးထားပါတယ်ဆိုတဲ့အရာတွေမျော်လင့်ချက်တွေအားလုံးဟာ ဆင်းရဲဒုက္ခရဲ့တည့်ရခံမယ်မမြဲတတ်တဲ့အရာတွေအားလုံးကိုမြဲမယ်ထင်ပြီးတော့ဒုအားလုံးကကြစ်ကြစ်ပါအောင်ဆွဲထားမိခဲ့တာလေပွင့်တော်မူပြီးသွားတဲ့ဖះမြတ်စွာလေးစုတို့ကလည်းဘယ်မြတ်စွာဖះကမှခိုင်နေမြဲတယ် ဆုံပြီးတော့မှဟောမသွားပါဘူးတွေ့ဆုံပြီးရင်ခွဲခွာရမယ်ရှင်သန်ပြီးရင်တည်ဆုံးကြရမယ်တစ်ချိန်ချိန်မှာ꿰ကြရမယ်ခွဲကြရမယ်လို့မမြဲတဲ့သဘောတရားအနှိမ့်စလက္ခဏာကိုဟောထားခဲ့တာပဲဒါပေမဲ့တို့အလုံးကမြဲမယ်လို့ထင်တော့ ပူလောင်နေတာဆင်းရဲတော့ကရများနေတာမဆမ်းပါဘူးခင်ဗျားလေးစုလို့ဟောသွားတာတောင်မှဒုက္ခမေ့နေတာတတိမထားမိတာအဲ့ဒီတော့ကိုကိုကိုပြန်တတိပေးလိုက်ပါဘယ်အရာကမှမမြဲပါဘူးတခဏလေးပါပဲဒါဆိုရင်ဆွဲထားခြင်းနဲ့လက်တွေအလိုလိုပြေလျော့လာလိမ့်မယ် လွတ်ချနိုင်လာလိမ့်မယ်ဖက်တွယ်ထားခြင်းနဲ့အတွေးတွေမျောလင်းချက်တွေတဖြည်းဖြည်းချင်းနှဲပါလာလိမ့်မယ်ဘသူ့ဘုံမှာဆွဲမထားခြင်းတော့ဘသူ့အပေါ်မှာမအရင်ကြီးမမျောလင်းတော့ဘူးဆိုတာနဲ့ကိုယ်စိတ်နှလုံးဟာပေါ်ပါလာမယ်ငြိမ်းချမ်းလာပါလိမ့်မယ်ကိုကိုကိုပဲချစ်ပါအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပါ ကိုစီကနေကိုပဲမျော်လင့်ပါငါဘာတွေလုပ်ဖို့လိုလာပြီလဲငါဘာတွေကိုအကောင်းဆုံးလုပ်နိုင်တယ်လဲငါအတွက်ဒါနကောင်းမှုတွေတီလာကောင်းမှုတွေဘာဝနာကောင်းမှုတွေနှလုံးစိတ်ဝမ်းငြိမ်းချမ်းအောင်ငါဘလောက်ထိလုပ်ဖို့လိုသေးတယ်လဲဘလို့လုပ်ရင်ငါဘဝငြိမ်းချမ်းမလဲဆိုတာတွေကိုပဲကိုစီကနေကိုပဲမျော်လင့်ပါပြုပြင်ပါဘသူ့ဘုံမှာလည်းအရန်ကြီးမချစ်မိပါစေ တချို့ချစ်ချင်းတွေကကိုယ့်အပေါ်ကိုချစ်တာမဟုတ်ဘူးနော်ကိုယ့်ရဲ့ဖြူစင်မှုတွေကိုလိုချင်တာကိုယ့်ရဲ့တန်ဖိုးရှိမှုတွေကိုသူတို့လိုချင်တာဥပမာယာမလို့တိရာဒေဝီကိုချစ်တယ်လို့သာပြောတာမိဘုံနဲ့ခုန်ချခိုင်းပြီးတော့မင်းဘလောက်ထိ ဖြူစင်တယ်လဲဆိုတာကိုတက်တည်ပြခိုင်းနေတာ တချို့ကအဲ့ဒီလိုပဲကိုဘလောက်ထိဖြူစင်တယ်လဲကိုဘလောက်ထိတန်ဖိုးထားတယ်လဲ တန်ဖိုးရှိတယ်လဲဆိုတာကိုပဲသူတို့လိုချင်တာသူတို့ကကိုယ့်အပေါ်ကိုတန်ဖိုးထားချင်တာမဟုတ်ဘူးချစ်ချင်းမြတ်တာတွေပေးချင်တာမဟုတ်ဘူးဒါကြောင့်ကိုယ့်ရဲ့ဖြူစင်မှုအတွက်ကိုကိုယ်တိုင်ကြိုးစားပါ ကိုကိုယ်တိုင်ရှင်းတမ်းပါကိုကိုယ်တိုင်နှလုံးစိတ်ဝင်ငြိမ်းချမ်းအောင်နေထိုင်ပါနှလုံးစိတ်ဝင်ငြိမ်းချမ်းအောင်ဆောင်ရွက်နိုင်ကြတဲ့ပါရမီရှင်သူတော်ကောင်းများဖြစ်နိုင်ကြပါစေ။